စားတောက်တရားဟိုဘက်ကပုံစံတမျိုးလေဒီဘက်မှာကျတော့ तू ကမြန်မာစားကြီးလေအရန်ကြိုက်တယ်အရန်ကြိုက်တော့အတော်တော်များများလဲစားပြစ်တယ်ပေါ့စားပြစ်တော့ဆေးရုံမှာ food poison ဖြစ်သွားတယ်သဘောပေါ့လေအဲအဲ့တော့ဆေးရုံခဏနှစ်ရက်လောက်တက်လိုက်ရတာပါအဲဒီမှာပုံမှန်စားနေကြလူတွေအတွက်ဆိုရင်တော့ဘာမှမဖြစ်ဘူးပေါ့လေအားလုံးလည်းတူတူစားကြဒါပေမဲ့ तू ကကျတော့အဲဒီလိုမျိုးအစားတောက်တွေနဲ့အနေဝေးတာကြပြီဆိုတော့သူတို့ overseas မှာနေတဲ့လူတွေဖြစ်တတ်တယ်လေဒီလိုမျိုး food poison ဖြစ်တတ်ပါတယ်ဟုတ်ပုံရည်ကြီးကအစ ဖုန်းရည်ကြီးကအစာအကုန်လုံးပါပဲမကြီးသေးတော့အဲ့လိုမျိုးအဆုံးပါပဲဟိုမှာကစုံရွက်တွေပါလေဆိုလဲဝယ်ဖို့ခက်တယ်ပေါ့နော်လိုမျိုးခတ်တယ်အားမျိုးတွေအများကြီးပါပဲအရွက်တွေတော့တင်မသွားဘူးပေါ့လေဒါပေမဲ့အစားဟာတွေပေါ့ညနေလောက်ပြီးအဲ့လေချိန်ရသေးတာပေါ့တော်တော်တော့စုပြီးသွားပြီတော်တော်စုပြီးသွားပြီ ဲ့နောက်လအောက်တိုဘာ6ရက်နေ့ဆိုလို့ရှိရင်ခရစ်ချင်မွေးနေ့လေးလာတော့မယ်ပေါ့နော်အဲဆိုတော့ဒီမွေးနေ့မတိုင်ခင်တပတ်လောက်လို့မှာမွေးနေ့အကျိုးအလှလေးလုပ်သွားတာပါအဲဒီတရက်နေ့အတွင်းကိုလည်း overseas ပြန်ရတော့မှာဆိုတော့လေအဲမြန်မာနိုင်ငံမှာမွေးနေ့အကျိုးအလှလေးလုပ်သွားတာပါဟုတ် overseas ပြန်ရတော့မှာဆိုတော့လာကုန်ကြတာလေဟုတ်တယ်ဟုတ်တယ်လာကုန်ရင် overseas ပြန်တော့မှာဆိုတော့လေမွေးနေ့လေးကနောက်လ6ရက်နေ့ဆိုတော့မွေးနေ့အကျိုးအလှပေါ့ဟုတ်တယ်ဆွမ်းနေရတော့မှာပေါ့ခဏပေါ့ခဏပေါ့ပြန်လာအောင်ပါပါဟုတ် သွားဖို့တော့အခုထိပြင်ပန်းနေရုံပဲပြင်ဆင်နေရတာတွေရလေအဲဒီကအစားအသောက်တွေမြန်မာစားမြန်မာအစားအသောက်တွေကြိုက်တော့အရာတွေရယ်ဆိုဗေးနီးယားတွေလည်းဝင်ရမယ်အများကြီးပဲပေါ့နော်ယူသွားမယ်ပစ္စည်းတွေလည်းရှိရယ်ရာသီဥတုတွေမတူတဲ့အခါကျတော့အဲထည့်ရမယ်ပစ္စည်းတွေအဲ့လိုမျိုးတွေပေါ့အများကြီးပေါ့ဒီမှာလည်းပျော်လို့ပျော်လို့မပီသေးဘူးအထိကပျော်နေတော့မယ်ပျော်လို့မဝသေးဘူးပေါ့ဟိုအထိကတော့ဟိုထွေထွေထွတ်တော့မဟုတ်ပါဘူးဟာပေါ့အကိုကဘယ်လိုပြောမလဲမစားတာများတဲ့အဟိုဘက်မှာကျတော့ အစားတောက်တရားဟိုဘက်ကပုံစံတစ်မျိုးလေဒီဘက်မှာကျတော့သူကမြန်မာစာကြီးလည်းအရန်ကြိုက်တယ်အရန်ကြိုက်တော့တော်တော်များများလဲစားဖြစ်တယ်ပေါ့အစားဖြစ်တော့ဆေးရုံမှာ food poison ဖြစ်သွားတဲ့သဘောပေါ့လေအဲအဲ့တော့ဆေးရုံခဏနှစ်ရက်လောက်တက်လိုက်ရတာပါအခုကတော့သတိထားပေးနေရပိုခရီးဆိုင်နေရတာပေါ့ အမချက်တဲ့လက်ရောင်ကြိုက်တာလားဟုတ်တအကုန်ကြိုက်ပါတယ်အဓိကတော့အစားတောက်ဆိုမရွေးဘူးအကုန်လဲကြိုက်တယ်အပြင်မှာလဲစားတယ်အိမ်မှာလဲစားတယ်အကုန်လုံးပေါ့နော်အဲ့လိုဆိုတော့ပို့ပြီးအစားစုံသွားလဲပါတာပေါ့အဓိကကတော့ပုံမှန်လူတွေအတွက်နဲ့ဆိုရင်တော့အဲဒီမှာပုံမှန်စားနေကြလူတွေအတွက်ဆိုရင်တော့ဘာမှမဖြစ်ဘူးပေါ့လေအားလုံးလည်းတူတူစားကြဒါပေမဲ့သူကကြတော့အဲဒီလိုမျိုးအစားတောက်တွေနဲ့အနေဝေးတာကြပြီဆိုတော့သူတို့ overseas မှာနေတဲ့လူတွေဖြစ်တတ်တယ်လေဒီလိုမျိုး food poison ဖြစ်တတ်ပါတယ်ဟုတ်အော်ပြုစုပါဗောဒါချစ်တာ哦အဲ အမြဲတမ်းအရန်အောင်ခေးဆိုင်ပါတယ်အခုဆိုပိုးဆိုင်ရတယ်သူကချွေးတွေလည်းအရန်ပြန်တတ်တော့ခုနဆိုလေတအားချွေးတွေထွက်နေပေါ့နော်ဝေဒါမတူတဲ့နေရာကနေလာတာဟိုဘက်မှာကြာအေးတယ်လေဒီဘက်မှာကြတော့အမြဲတမ်းပူလေးဆွဆွနေတဲ့ခါကျသူချွေးတွေအရန်ထွက်နေအဲ့ဒါလည်းအေးမိမှဆိုးရိမ်ပြီးခေးဆိုင်ပေးနေရတယ်ရန်ပင်မန်းသွားတယ်အဓိကတော့ဟုတ်တယ်အခုအချိန်ဒီပင်မန်းတာတွေမပြေသေးပါဘူးမင်္ဂလာမဆောင်ခင်ကလည်းကိုကနောက်တော့တစ်ခါဟို ဘယ်လိုပြောမလဲစစ်စစ်ဆက်ဆက်လေးလှုပ်တက်တဲ့သူဖြစ်တယ်အာနာတက်တဲ့သူဖြစ်တဲ့အတွက်အာလိဟင်းသွားတာတွေအဝတ်မကြည်တာတွေအတွက်လည်းအပို့ပြီးတော့အာနာရာရောစိတ်ပင်ပန်းရာတွေရောနောက်ပြီးအခုချိန်မှာဆိုရင်ပြန်အမယ်ကိစ္စပေါ့နော်အဲ့လိုမျိုးအဲ73လေးနာရီလောက်ကြာတဲ့အ ਨੇ ဆုံးကြာတဲ့ခရီးရှည်ကြီးလေရင်မြန်သုံးဆင့်သွားရတဲ့ခရီးရှည်ကြီးကိုစီးရမှာရောဒီဘက်ကအခုနာပြောသလိုပေါ့ကိုကြိုက်တဲ့မြမစာအစားတောက်တွေတိမ်ဝါကျင်နာတွေအဲအကြိုက်နေရမယ့်ခရီးဖြစ်တာတွေအဲ့ဒါတွေချက်အများကြီးပြင်ဆင်ရတာပေါ့ ညာကြီးတဲသွားတာဖုံးရည်ကြီးကအစဖုံးရည်ကြီးကအစအကုန်လုံးပါပဲမကြီးသေးတို့အဲ့လိုမျိုးအဆုံးပါပဲအဲနှစ်ယောက်စလုံးကမြန်မာစားစာကြီးလေးကြိုက်တယ်ပြီးတော့ဟိုယူရိုပဟိုမှာကြတော့လေမြန်မာစားတောက်ကရှားရယ်လေအဲ့လိုမျိုးဆိုတော့ဟိုမှာကစွန်ရွက်တွေပါလေဆိုလဲဝယ်ဖို့ခက်တယ်ပေါ့နော်အဲ့လိုမျိုးခက်တယ်အားမျိုးကြီးအများကြီးပါပဲအရွက်တွေတော့တင်မသွားဘူးပေါ့လေဒါပေမဲ့အစားဟာတွေပေါ့ညနေလောက်ပြီအဲ့လေချိန်ရသေးတာပေါ့ တော်တော့ဆုပြီးသွားပြီတော်တော့ဆုပြီးသွားပြီအဲဘယ်လိုရှိလဲဆိုအခုနပြောသလိုဝေတာပေါ့ဝေတာမတူတဲ့နေရာကနေလာတဲ့လူလည်းဖြစ်တယ်နောက်ပြီးတော့ဟိုဘက်မှာ overseas မှာအနေများတဲ့သူတွေကဒီဘက်ရောက်လို့ရှိရင်တော့နည်းနည်းလေးအစားအသောက်လေးထိန်းစားရတာမျိုးတို့အဲနည်းနည်းပို့ပြီးပေါ့တာမန်ထက်ပို့ဆင်ခြင်းရတာမျိုးလေးတွေတော့ရှိတာပေါ့နော်အဲ့လိုမျိုးအကိုစားတဲ့အစားအသောက်တွေကလည်းအမှန်တော့အကုန်လုံးအဆင်ပြေပါတယ်အားလုံးတော့လည်းအဆင်ပြေပါတယ်ဒါပေမဲ့သူကကြတော့အခုနပြောသလိုဒီဘက်ကအစားအသောက်တွေနဲ့ဝေးနေရကြတော့အဲ food poison လေးနည်းနည်းဖြစ်သွားတဲ့သဘောပါ ဟုတ်လားအဲဖြစ်နိုင်နေနော်စိတ်ချမ်းသာလို့နေပါနော်ပို့ပြီးအခုကတော့အရင်စိတ်ချမ်းသာနေရတော့အရင်စိတ်ချမ်းသာနေပျော်ပျော်နေရပါ ပြန်သွားတဲ့အခါတော့အခုကတော့ तू ကအဲဘယ်လိုပြောမလဲဟိုမှာလဲနေတော့နေရအောင်ပါပေါ့နော် तू အလုပ်တွေရှိရဲ့အခါကျတော့ပြီးသွားလို့ရှင်တော့မကြမကြပြန်လာမဲ့ plan တော့ရှိနေပါပြီအရှင်တော့ဆိုရင်တော့ तू ကလေအဲဟိုဘက်မှာပဲနေတဲ့ तू ဆိုတော့အရင်လဲအနေများတယ် तू ဘာပြောလဲဆိုတော့မြန်မာနိုင်ငံဝိုးတဲ့ဒီတစ်ခါပြန်လာပြီးနေဖြစ်တာ तू life မှာအကြဆုံးပေါ့နော်တစ်ခါမှမြန်မာနိုင်ငံမှာအဲ့လောက်အကြကြီးပြန်လာပြီးမနေဖြစ်ဘူးတဲ့ဒီတစ်ခါကျတော့မင်္ဂလာမဆောင်ငယ်နှစ်ပတ်အလိုလောက်ရဲအခုနေတာရဲဆိုရင်နှစ်လနေပါလောက်တော့ကြာသွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့လေ မပြောင်းငင်ကလွမ်းနေသည်ပေါ့အဲသူတို့ကတော့မပြောင်းငင်ကလွမ်းနေသည်ဘယ်တော့ပြန်လာမှာလဲပြီးလို့ရှိရင်မေးကြပါတယ်ဟိုလုတ်တေရောလုတ်ဖြစ်အောင်မလားဆိုတော့နောက်ထပ်3လလောက်ပါပဲနောက်3လကျော်လောက်နေရင်တော့ပြန်လာပြည့်အောင်ပါပါဒါပေါ့သူ့ကိုရထားပါကြီးဝင်းနေလက်ဆောင်အကြီးပဲနော်ဘုံကပါတန်ဖိုးကြီးဆုံးတန်ဖိုးကြီးဆုံးပေါ့ဒါတော်တော်ထိမ့်သိမ့်နေ